ပြီးတော့မိုးကုတ်မိုးကုတ်မှာဆိုရင်ခေါက်ကွင်းထဲမှာရှိနေတဲ့အဲဒီအကြမ်းဖက်တွေပေါ့အကြမ်းဖက်တွေပလောင်လေးကတော့လက်သွားပြီပလောင်လေးပြီဆိုရင် အကြမ်းဖက်ပြီးတဲ့တွေပဲခြံခဲ့အကြမ်းဖက်ပြီးတဲ့တွေခြံခဲ့သူကပါဆိုတော့ဒီငေးစာပေါ့ဗျာ အဲ့တော့ဖြုံးခေါ်တာပေါ့သူကနော်အဲ့ဒီခေါက်ခွင်းထဲမှာကိုပိုင်ရေးတဲ့တားဆီနေတယ်တဲ့ဟုတ်လားပါအာဒါဆိုတော့ပြည်သူတွေပြောနေမဟုတ်ဘူးတဲ့အဲ့ PDF တွေကတဲ့ဒီပါလေဖြုံးနေဖြုံးနေ3အိတ်ဆိုသူတို့တအိတ်ပေးရတယ်ပေါ့နော်တအိတ်ပေးရတယ် PDF တွေတအိတ်ပေးရတယ်တဲ့အဲ့တအိတ်တိတ်ဆိုတော့တိတ်ထောင်းတဲ့ချိန်ထွက်တယ်တဲ့အာတားရရတဲ့ PDF တွေကတဲ့အာမိုးကုန်းကအာသူတို့ကအာပြန်ထိမ့်မယ်ပေါ့နော်တက်လောက်ကလာတိုက်မှာမဟုတ်ဘူးပေါ့လာမတိုက်ဘူးပေါ့သူတက်ပြန်ထိမ့်မှာပေါ့ပြီးတော့သူတို့ကကျွင်းနေရတယ်ပဲ တကြွင်းကိုသူတို့ဟိုဒေါ်လာ15တန်းလောက်ရတယ်လို့တော့ကျွန်တော်ကြားသိရတယ်ဒါသူတို့ဘက်ကပြောတဲ့အပြောဟာအတော့ကျွန်တော်တို့စားလိုက်ကြအောင်အတောင်းသားမှာမနေ့6နိုင်ခွဲလောက်ထဲကွာဒါတောက်လျှောက်ပွဲကနေတယ်ဒီပိတ်တနိုးတို့ဟိုမကြီးယိုးတို့နော်စကြန်းခိတ်တို့ကအဲ့ဒီမှာတောက်လျှောက်ပွဲကနေတယ်ဒါပေမဲ့7နိုင်လောက်မှညီသွားတယ်အင်အားတော့သူ30လောက်ပဲရှိတယ်လို့ကြားသိရတယ်တန်းတော်ကဒီတောင်းသားဘက်ကိုဘယ်လိုမျိုးရှင်းလင်းလိုက်မလဲရှင်းလင်းမလဲဆိုတာလည်းပဲကျွန်တော်တို့ကဆက်လိုက်စောင့်ကြည့်နေပါတယ်ဗျာနော်ဒါ အဲဒီတရေကတော့မနေ့ကလည်းကျွန်တော်စီရောက်ပါတယ်ဒါပေမဲ့မနေ့ကလည်းပဲကျွန်တော်အဲအလုပ်ကင်နေတဲ့နည်းနည်းလေးအချိန်မအားတဲ့အချိန်ခါလေးဖြစ်နေတဲ့အတွက်မတင်ထားလိုက်တာပါအာမနေ့ကတော့ဖြစ်စင်လေးပါနော်ငါးရင်းကြီးမနေ့အစောပိုင်းကဖြစ်စင်လေးပါအဲတော့ဖြစ်ဖြစ်ချင်းမှာပဲကျွန်တော်စီတင်ပို့ပေးပါတယ်ပြောပေးပါတယ်ကိုပိုင်ကြီးဒီလိုမျိုးတိုက်နေပါဒီလိုမျိုးဖြစ်နေပါတယ်သို့တော်လည်းပဲကျွန်တော်ကမနေ့ကအချိန်ခါရမပြောပြလိုက်တာဖြစ်ပါတယ်ဒါဒီနေ့ဘာလို့လုံးလဲဆိုတာကျွန်တော်ဆက်လက်ဆောင်ကြည့်ပေးနေပါတယ်နော်ပြီးတော့မိုးကုတ်မိုးကုတ်မှာဆိုရင်ခေါက်ကွင်းထဲမှာရှိနေတဲ့အဲဒီအကြမ်းဖက်တွေပေါ့အကြမ်းဖက်တွေ ဘလောင်တွေကတော့လစ်သွားပြီဘလောင်လစ်ပြီဆိုရင် အကြမ်းမဲ့ PDF တွေပဲခြံခဲ့အကြမ်းမဲ့ PDF တွေခြံခဲ့သူကပါဆိုတော့ဒီငေးစာပေါ့ဗျာအဲ့တော့ပြုံးခေါ်တာပေါ့သူကနော်အဲ့ခေါက်ကွေးထဲမှာကိုပိုင်ရေးတဲ့တားစီနေတယ်ဟုတ်လားဗာအဲဒါဆိုတော့ပြည်သူတွေပြောနေမဟုတ်ဘူးတဲ့အဲ့ PDF တွေကတဲ့ဒီဗာလဲပြုံးနေပြုံးနေ3အိတ်ဆိုသူတို့တက်အိတ်ပေးရတယ်ပေါ့နော်တက်အိတ်ပေးရတယ် PDF တွေတက်အိတ်ပေးရတယ်တဲ့အဲ့တက်အိတ်တွေဆိုတော့တိမ်ထောင်တဲ့ချိန်ထွက်တယ်တဲ့အာဒါရရတယ် PDF တွေကတဲ့အာမိုးကုတ်မှာအာသူတို့ကအာပြန်ထိမ့်မယ်ပေါ့နော် တက်မလောက်ကလာတိုက်မှာမဟုတ်ဘူးပေါ့လာမတိုက်ဘူးပေါ့သူတက်ပြန်ထိန်းမှာပေါ့ပြီးတော့သူတို့ကကျွင်းနေရတယ်ပဲတကျွင်းကိုသူတို့ဟိုဒေါ်လာ15000တောင်ရတယ်လို့တော့ကျွန်တော်ကြားသိရတယ်ဒါသူတို့ဘက်ကပြောတဲ့အပြောဟာနောက်သူကစီးပွားရှာတဲ့ဂွေမျိုးတော်ဖြစ်နေသားလားဖြစ်နေသလားလို့ကျွန်တော်စဉ်းစားမိတယ်တကျွင်းကိုဒေါ်လာ15000ရတယ်ဆိုတာကျင်း30လောက်ရှိတယ်တဲ့ကိုပိုင်ကြီးနဲ့အိုင်မားတဲ့အာအာတောင်တော်ကဘာမှမလုပ်တော့တဲ့အဲဒီဟာတွေကလက်နက်တွေဝယ်လက်နက်တွေဝယ်ပြီးတော့မှ အာတိုင်းပြန်ပြန်စီအောင်ဘောကိုဝင်ပါညာဘောတောင်နေစကားပြောပြတဲ့ခါကျတော့အေးဘောဒါလေးတောင်တော့နိုင်ငံတော်ကလူကြီးပိုင်းနေကိုတရားတော့ကျွန်တော်တို့ကတော့ဒါပါရင်ဘောလိလာသူတွေပဲဖြစ်တဲ့အတွက်လိလာတာတော့ပဲကျွန်တော်တို့ကပြောလို့ရတယ်တည်တယ်ပေါ့နော်ဒါကတော့နိုင်ငံတော်ရဲ့ကိစ္စကြီးတော့သူဘက်သူဘလို့လုံးလုံးလုံးမှာဘောလို့ဒါပဲပြောရအောင်နော်အဲ့တော့မဟုတ်ကောမှလည်းအဲဒါတောင်တော့က အာအရေးယူမယ်ဆိုလို့ရှိရင်တော့တော်တော်ထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့အကြံဖက်တွေအဖွဲ့တွေကလည်းပဲတော်တော်များများအဲ့ဒီမှာစူးစီးနေတာကိုကျွန်တော်တို့တွေ့ရတယ်နော်တော်တော်တွေ့ရတယ်။နေရာပေါင်းစုံအကြံဖက်တွေအဲ့ဒီကိုအကုန်ရောက်လာတယ်။အကုန်ရောက်လာပြီးတော့အဓိကတော့ကျန်တဲ့အခြားနေရာတွေမှာငွေကြီးတွေကအာသူတို့ပတ်စံတောင်းဖို့ဆိုတာလည်းခက်ခဲဖြစ်သွားပြီ။ဘာလို့လဲဆိုတော့တက်မလို့ရထိုးစစ်တွေကလည်းပဲတော်တော်ကြောက်ဖို့ကောင်းအောင်ဒီဟိုစင်ကူတို့မတရားစင်ကူတို့မတရားစင်ကူတို့မတရားတို့နောက်တခါအဲ့ဘက်တတော်လုံးပေါ့ဗျာနော်။ဟို ။တပိတ်ပြင်းတို့6ဦးတို့အဲ့တတော်လုံးမှာတောင်းလောင်းထိုးစစ်ကလည်းပဲတော်တော်ကြီးကိုထိထိရောက်ရောက်အားကောင်းတယ်။အဲကြီးရည်လေးဆုံးမမှုအားကောင်းတယ်။အဲနောက်ကဒီလိုထိုးစစ်ရှင်တဲ့နေရာမှာလည်းတအားကောင်းတယ်။တအားကောင်းတဲ့အခါကျတော့ဒီမိုးကုတ်ကိုတက်ဖို့လမ်းကြောင်းနေရာလည်းတောက်စားဖောက်နေဖောက်တော့လမ်းစုံတို့ဘာညာအကုန်လုံးကဖောက်ပြီးသွားတဲ့အခါကျတော့အခြေအနေကျတော့တော်တော်ကောင်းတယ်။ဒါပေမဲ့သူတို့ဘယ်ကနေရောက်လာလဲအကြမ်းဖက်တွေလည်းမသိဘူး။အဲ့ဒီကမှကျွန်တော်တို့ စုပြီးအလင်းဝင်လာစုပြီးတည်မလားဆိုတော့စုရတရဖြစ်နေတာတော့ကျွန်တော်တို့တွေ့ရတယ်စုပြီးတည်မလားဒါမှမဟုတ်စုပြီးတော့အလင်းဝင်မလားဘယ်လိုလုပ်မလဲတော့မသိဘူးဒါမှမဟုတ်ဒီဘျုံအိတ်တွေကတော်တော်ပတ်စံရတယ်လို့ပြောတိတ်ထောင်ကဏ္ဍလောက်ထိရကြတယ်လို့ပြောတယ်အဲတချို့ကလေအိတ်လေး၅00လောက်ထိတော့အဲဘျုံအိတ်တိတ်ထဲမှာပိုင်ပါနေအဲအဲ့လိုမျိုးကြီးလေကျွန်တော်ကြားသိရတာရှိရဆိုတော့ဒါလည်းသူတို့ရဲ့အကန့်အတောင်းကြောင့်လားဘယ်လိုကြောင့်လဲတော့မသိဘူးဒါပေမဲ့တိုင်းကြီးရဲ့အခက်အခဲတွေကတော့တော်တော်ဖြစ်သွားတယ်ဗျာတိုင်းကြီးမှာအခက်အခဲတွေပဲဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေက တရားစတာတွေဒီလိုခိုးထုတ်တယ်လို့ရောက်လို့ရတယ်ဆိုတော့အကျန်းဖက်တွေခေါင်းထဲမှာပြီးသွားရင်တော့ဘယ်တော့မှလည်းအလဲဝင်မှာမဟုတ်ဘူးအဲတကယ်လို့ကသူတို့ကဒါတွေယူပြီးတော့ဟိုနိုင်ငံသားမှာထွက်ပြီးပြီးနေကြလဲဆိုတော့လည်းမဆိုးဘူးပေါ့ဗျာဒါအာကျွန်တော်တို့ဒီဘက်ကတက်မလို့တိုက်မယူတယ်မတိုက်တဲ့ခါကြပဲနဲ့ဒီလိုလေးပဲတာတာရာနဲ့ပြန်ပြီးတော့ရခဲ့တယ်ဆိုလို့ရှင်တော့ပြည်သူတွေမသိဘူးပေါ့အိုးကြီးအစာအုပ်တွေမပြတ်စည်းဘူးပေါ့။ဒါမှမဟုတ်တောင်တိုင်မှာဆိုရင်တော့ဒါအိုးကြီးတွေအစာအုပ်တွေပြတ်စည်းမှာပေါ့။တောင်တော့၄ချောင်းကဘုံလုံး၃၀၅၀လောက်ပြစ်ချ900က ဟိုငါလုံး90လောက်ပြစ်ထားပြောင်းသလင်းခါသွားမှာဒါပေမဲ့တက်မလို့ကမလုပ်ကြပါဘူးသူတို့ဒါကိုကျွန်တော်တွေ့ရတယ်။နောက်တာဘုံကျော်အဲ့မှာပြောတဲ့စကားကလည်းတော်တော်ထူးဆန်းတယ်နော်။သူတို့အပြစ်ရတယ်ဆိုတာအင်အားဟိုအောက်ပြန်ဆုစည်းတာပေါ့နော်။အင်အားကိုပြန်ဆုစည်းတာပေါ့။သူတို့အပြစ်လောလောဆယ်ခဏရတဲ့ဆိုတာ။အဲဒါအဲ့မှာဟိုဒါလည်းတော့ဒီလိုအကြမ်းဖက်တည်းရမူပါတာပါပဲ။လက်နက်ကင်တည်းရမူပါတာအပြစ်ရမယ်တိုက်လို့မရအပြစ်ရမယ်။အပြည့်ရပြီးွားလို့ချင်းအင်အားပြဆိုရင်နောက်တစ်ချိန်ထောင်ဖို့အတွက်ကိုအဲဒီမှာအချိန်ခါအခွင့်အခါကိုစောင့်မယ် အဲ့ဒါကိုတမ်းတော်ဘက်ကလည်းပဲနှစ်ပေါင်းဟိုကာတုတ်တွေအဆက်ဆက်ပေါ့ဒါတွေတုံတွေးလာတာရှိတယ်အဲ့တော့တုံတွေးလာကြတော့တမ်းတော်ကတကယ်ဖြုတ်တဲ့ကာတုတ်ကြီးနဲ့တွေ့ရင်တော့ဒီကောင်ကနားပြီတကယ်ဖြုတ်မဲ့သူနဲ့တွေ့ရင်နားပြီဘာလို့လဲဆိုတော့ကျွန်တော်သိတယ်အဲမဖြုတ်လို့သာလွတ်လွတ်ထားတာရှိတယ်ဒါတည်းဖြုတ်ခဏလေးဆိုတော့တမ်းတော်ရဲ့အင်အားကတိုင်းပြည်အင်အားအထူးထူးပဲဥစားဟုတ်တယ်မအဲ့တော့တမ်းတော်ရဲ့ကာကြုတ်တွေရဲ့ပုံမှန်မူတည်နေတာကိုမူတည်နေတဲ့ခါကျတော့ အဲဒီဗိုလ်ချုပ်ကြီးကြီးဒီကာချုပ်ကြီးကြီးရဲ့အပေါ်မှာမူတည်နေတဲ့ခါကျတော့သူတို့မလုံးလို့သူတို့တနာနေလို့သူတို့ကငဲညာမှုကြောင့်သူတို့ဒါအေးတက်တက်နေနေရတာကိုနော်ပြီးသွားလို့ရှင်သူတို့ကအင်အားတစ်ဆက်ပြတ်ဆုတယ်ပြီးရင်တက်မလို့ပြန်တိုက်တယ်တက်မလို့ပြန်လိုက်တော့တက်မလို့ရဲ့အရာရှိစစ်တီတွေထပ်တည်ကြတယ်ဒီလူလူတွေဒုက္ခထက်ရောက်ကြတယ်အဲ့တော့ကျွန်တော်တို့နေနေမျောလင်းရအောင်တကူကတက်မလို့ကာချုပ်ကြီး အပြက်သားပေးဖို့လိုတယ်ပြပြသားသားနှိတ်ကုတ်ပေးဖို့လိုတယ်လို့ပဲကျွန်တော်အနေနဲ့ကပြောချင်တယ်ပေါ့နော်ဒါမှမဟုတ်လည်းတူးသားတွေတူးသားတွေမရှိဘူးเนาะကျွန်တော်ပြောတာအကြမ်းဖက်တွေမရှိဖို့ပဲလိုတယ်ငင်းကြင်းပဲဘလို့ပဲလက်နက်တွေအကုန်လုံးစုံလို့ပြီးတော့မှတိုင်းငင်းမှာအေးတဲ့ပြပြချွေနေကြပြီးတော့တက်တော့ကိုဆေးရတာဆိုတာပြောနေတာအခုပဲရွေးကောက်ဝဲလုပ်ပေးမယ်အရသာဆိုတာလည်းရောက်သွားပြီကဲဘာလုပ်လို့ရမှာဘာမှလုပ်လို့မရအဲ့မှာတော့သာသုကြည့်ကိုမေးတာလေကျွန်တော်တခုကြားဖို့လိုက်သေးတယ်အဲ့ဒါဘာမေးလိုက်လဲဆိုတော့စကပ်ဘူးမှာလူငယ်တယောက်ကထမေးတယ်အဲတော့သာသုကြည့်တို့ဒီပါတီ online မှာ ဒါဒီမိုကရေစီကိုစစ်တပ်ကအာဏာမထိန်ဘူးလို့ဟိုပြောလို့ရမလားလို့မေးတယ်အဲ့ဒါဒေါ်စန်းစုကြည်ကထားပြောလိုက်တယ်မှာအဲ့ဒါကကျမတို့မေးရမယ်စကားမဟုတ်ဘူးတဲ့။ဘာဖြစ်လဲတက်မလို့မေးရမယ်စကားလဲဆိုတော့အဲ့ဒါအကောင်လုံးအဲ့တကလူလုံးကဝိုင်းပြီးကြီးကြဟဲဟဲပေါ့။အဲ့ဒီရဲ့ file လေးကိုကျွန်တော်ကြည့်လိုက်တော့အော်음ကျွန်တော်အဲ့လောက်ပဲတက်ပြင်းချတယ်။ဘာကြောင့်လဲဆိုတော့ဟိုစေရနာထိန်းတာတက်မလို့ထိန်းတယ်လို့ပဲသူတို့တွေနဲ့တတ်မှတ်ကြတာပေါ့။နော်အဲ့လိုမျိုးလဲမြောက်ထိုးပိတ်တော့လှုပ်ပေးကြတာပေါ့။ နော်မြောက်ထိုးပင်ကိုလောက်ပေးတာအဲ့တော့ဆေးရနာထိန်အောင်လောက်ရတဲ့အကြောင်းရင်းနဲ့အကျိုးရင်းနဲ့အကျိုးအကြောင်းနဲ့အများကြီးပဲရှိတယ်တောင်းတော့ကတောင်းတော့သူကနေတယ်ဟုတ်လားဥနုတို့လက်ထက်မှာလည်းပဲဒါတောင်းကျန်းသူလက်နက်ကနေများလာတော့ဒါဥနုဟိုဆေးရနာထိန်မှာဆိုပြီးတော့မှဒါဥနုကအသေးစံပြောရတယ်ဥနုကနေပြီးတော့မှအာဒါအာနာထိမလို့ပြောနေတာမှာဥနေဝဲကဒါလွတ်တော့မှမဲခွက်ဆုံးပြအောင်ဆိုပြီးတော့ပြောတယ်။ဟုတ်ကဲ့ဟုတ်ပြီအဲ့ထိလဲအာနာထိပြီးပါပြီ။ဘယ်တော့ဥစုံမောင်တို့ဥတန်းရွှေတို့လက်ထက်အာနာထိလိုက်တယ်။အဲ့ဒါလေဒီတိုင်းလာပြောတတ်ထိတာမဟုတ်ဘူး။ ဟိုတိုင်းပြည်ထဲမှာကစကြေးတွေဖြစ်ကုန်လို့အာဏာတပ်ထိန်ရတာဟုတ်တယ်မလားအခုလဲပဲထုံစီလက်ကောင်းလဲပဲဒေါ်သာသီလက်ထက်ထက်မှာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ပါဒါမှမဟုတ်လက်ထက်တွေမှာဆိုလို့ရှိရင်အာဏာမထိန်အောင်လုပ်ပါတော့မယ်ကစကြေးမဖြစ်အောင်လုပ်ပါမယ်အဲ့ဒါသူတို့ရဲ့အရေးချင်းပဲပါတီတွေရဲ့အရေးချင်းနိုင်ငံဥဆောင်ကအစိုးရအရေးချင်းနိုင်ငံထဲမှာရှိတဲ့ပြည်သူတွေကိုအနောက်ရှေ့ပြည်ထနာတစုံခုပေါ်လာခဲ့ရင်တော့တပ်မတော်ကဘုံစုထွက်လာမှာပဲ နော်ဘာမှလုံလုံရေးတွေကောဟောတိုင်းကြီးရဲ့ပျက်စီးမှုရောမရှိရင်တက်မလို့ထွက်လာတဲ့အကြောင်းလေအဲ့တော့တက်မလို့ကိုအာနာထိုင်ကိုမေးရမှာလားကိုကုတ်ကိုမေးရမှာလားပဲကျွန်တော်တို့ကပြောချင်တယ်ကိုကုတ်ကိုမေးပါငါတို့အာနာမထိုင်အောင်လုပ်ရမယ်ငါတို့ပြည်သူအတွက်ငါတို့ရက်တည်ရမယ်ငါတို့ပြည်သူကိုပြပြီးတော့မှရံမထောင်နဲ့မရဘူးအဲ့ဒါဆိုတော့အာနာထိုင်မှာပဲနော်အဲ့တော့ပြောချင်တာကအဲငါတို့အာနာအထိုင်မခံရအောင်ဘာလုပ်ရမလဲမှန်ကန်တဲ့နီလန်းနဲ့မှန်ကန်တဲ့လမ်းကြောင်းရှောက်ရမယ်တက်တော်နဲ့လက်တွဲရမယ်ပူပေါင်းပြီးတော့စောင့်ရမယ်ဒါဆိုတိုင်းကြီးကအဆင်ပြေမှာပေါ့အဲ့တော့အဲ့ဆက်ပြောရမယ့်စကားကဘာလဲဆိုတော့ တမ်လောကအာနာထိလိုက်တဲ့ကစ်ကနေပြောမှာပေါ့နော်အာနာထိလိုက်တဲ့ကစ်ကနေပြောအခုလိုမျိုးမှာတိုင်းကြီးတွေမှာကစင်ကြီးရဲ့ဒီအများကြီးပဲ social နဲ့နောက်ပြီးများတယ်အဓိကကပို့ပြီးတော့ပြောချင်တာကလွတ်ထားတဲ့ဒီ EAS ဟိုတွေပေါ့နော်ဒီလက်နက်ကင်လက်နက်ကင်တိုင်းနာလက်နက်ကင်တွေပေါ့ဒါတွေကလွတ်ထားပြီးလို့ဖြစ်တာပေါ့အမှန်ငယ်တမ်လောကသာပြပြတသားနဲ့အဲစုံမပြီးတော့ KIU ဆို KIU ကိုအပြောက်ဖြောက်ဘာကပါဖြောက်လို့ဖြောက်ပြီးတော့မှ ခြားဖွဲ့စည်းပြည်သူစစ်နေနဲ့ဖွဲ့စည်းပြီးလိုက်မှာဆိုကျွန်တော်တို့နောက်တစ်ချိန်ဘာမှဒါတွေကိုဆွေးနွေးကြမလို့ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဗျာเนาะအခုကျွန်တော်တို့ဒီဘက်ဒီမော့ဆိုအနောက်ချမ်းမှာဆိုလို့ရှိရင် Victory Jet ကကြောက်စရာကောင်းလောက်ဗစ်ထူတာเนาะ and အဲ့မှာ KSB ရဲ့စကန်းကစကန်းကြီးကိုဒီတောင်းလောင်ကနေတော့ဒုံးချလိုက်တာအဲလေနဲ့ဗစ်ထူတယ်ပေါ့ဗျာဗစ်ထူလိုက်တော့အဲ့မှာ20ကျော်လောက်တည်တယ်လို့ကြားပြီးတော့ဒီ suicide gun ကလည်းဒုံးနေလဲတောက်လျှောက်ပြေးတာတွေ့ရတယ်တွေ့ရတော့အဲ့မှာ KSB ဒီတော်တော်များများတည်တာကိုကျွန်တော်တို့အဲ့ဒီမော့ဆိုဘက်မှာတွေ့ရတာရှိတယ် ဒီဘက်ဝက်လက်ဘက်ဆိုတော့ဝက်လက်စစ်ကြောင်းတွေထိုးတယ်ဝက်လက်ကိုစစ်ကြောင်းတို့ရှင်းနေတဲ့အချိန်မှာဒီတမာကုန်းရွာတို့ရွာတော်ရွာတို့တထောင်ရွာတို့မှရှိတဲ့အကြမ်းဖက်တွေကိုစစ်ကြောင်းသုံးကြောင်းနဲ့ရှင်းတော့အဲ့မှာရှိတဲ့အကြမ်းဖက်တွေတော်တော်များများတည်တယ်စခန်းကြီးကြတယ်အညီဒီမှာတော့သူကောင်တော်တော်တည်တာကိုကျွန်တော်တွေ့ရတယ်တပ်မတော်ဘက်ကအခုကစစ်ကြောင်းတွေက drone တွေရောလက်နက်ကြီးတွေရောမစ်ဆိုင်းတွေရောတော်တော်သွားနေတာကိုကျွန်တော်တို့အနေနဲ့တွေ့ရှိရတာရှိတယ်ဒီဝက်လက်ဘက်ဒီဘက်အနောက်ချမ်းမှာရှိတဲ့ဗျာရွာသားကြီးတို့ထုံးဘိုးတို့တထောင်ဦးတို့တမာကုန်းတို့ပြီးတော့ဒီရွာတော်ကုန်းရွာတို့ဗျာနောက်တစ်ခါအဲ့ဒီမှာပါလဲ ဥသက်ရွာလာအဲတဲကုန်းလာဥသက်ကုန်းရွာလာအဲ့မှာအုတ်ဖို့ကျုံအုတ်ဖို့မြောက်ရွာတို့ပေါ့ဗျာជីကန်းတောင်ရွာတို့အဲជីကန်းတောင်ရွာတို့မြောက်ရွာတို့အဲ့မှာလာတော်ရွာတို့လက်ဦးជីကုန်းတို့ပြီးတော့ပါလေအဲ့မှာနန်းជីကုန်းတို့ရွှေသားတို့အဲ့မှာအများကြီးကကိုကိုစုတို့ငပြောတော်တို့နောက်အဲ့ဘက်မှာတကောင်းတောင်တို့ကဒူးတို့အများကြီးပဲအဲ့မှာနော်အဲ့ရွာတွေကိုတောက်တောက်ဆင်းလာကြည့်ပြီးတော့ဆိုင်း အဲ့ဘာလဲဆိုင်းနိုင်နေလားဆိုင်းနောင်နေလားဆိုင်းနိုင်နေဆိုင်းနိုင်နေကြီးရွာတို့အဲ့အဲ့မှာရှိတဲ့အကြမ်းဖက်တွေတောင်းရောက်ရှိနေတဲ့နေရာလေးစကြောင်းတို့ပြီးတော့တပ်လောက်ကနည်းနည်းရှင်းလင်းတာကိုကျွန်တော်တို့ဒါအာတွေ့ရှိရတယ်ပေါ့တွေ့ရဆိုတော့အဲ့မှာလဲတော်တော်ကိုဟိုရှင်းလောက်ပါပြီဝက်လက်မှာရှိတဲ့အကြမ်းဖက်တွေလည်းတော်တော်လေးတေကုန်ကြပြီလို့လည်းကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲ့တော့အတုံးသားစေတုံးသားစေမရှိကျွန်တော်တို့ကတော့ဒါသိရှိတဲ့အကြောင်းအရာလေးကိုရှင်းတင်မျှဝေပေးတာပဲဖြစ်ပါတယ်နော်တချို့ကကျွန်တော်တမျိုးထင်ပါသလိုပြောပြတာပါကျွန်တော်သိရှိတာလေးပဲကျွန်တော်မျှဝေပေးတာ တောင်းသားတွေတောင်းသားတွေဖြစ်နောက်တစ်ခုတက်မလို့သားတွေမျော်လင့်နေတဲ့ဟိုတက်မလို့ရဲ့တက်မလို့သားတွေကတော့မျော်လင့်တော့သူနတ်ကမိကိုတွေမျော်လင့်တာမိကိုတွေမျော်လင့်တာပါဆိုဥပ္ပယံကိုမျော်လင့်နေတယ်ဥပ္ပယံကိုမျော်လင့်နေတယ်အဲဥပ္ပယံမျော်လင့်နေတယ်ဆိုတော့ဥပ္ပယံလေဒီ15ရက်နောက်ပိုင်းကိုရမယ်လို့ကျွန်တော်ကြားသိရတာရှိတယ်ဒါအဲတချို့နေပြီးတော့ရုံးနေမှာတချို့ဟာလေးရှင်းနေရောက်နေပြီတချို့နေသားလေးဖြစ်နေပြီလို့ကျွန်တော်တို့ကြားသိရတယ်မကြခင်မှာဥပ္ပယရောက်ပါလိမ့်မယ်လို့ကျွန်တော်နေပြောပြပါတယ်နောက်နောက်တစ်ခါဥပ္ပယရောက်တော့လည်းဘယ်တရားတက်ပြီးပြောအောင်လဲဆိုအဲ့နေပြီးတော့မှပဲဗျာတတိယလို့ ုတ်ပါဒီမျိုးနယ်မှာလည်းဒီနော်ဒီဘက်မှာဆိုလို့ရှိရင်သူကဘာပြလဲစစ်ပေးရှောင်းနေအဲစစ်ပေးရှောင်းနေကိုနိုင်ငံတော်ကနေပြီးတော့တဲတုပ်ကိုနှစ်ကောင်းပေါ့နော်အဲအဲထောက်ပံ့ပေးတာရှိတယ်ထောက်ပံ့ပေးတာရှိတော့အဲ့ညာလောကမရကြဘူးလေနှစ်နဲ့ချီနေပြီးတဲ့ကိုပိုင်ရဲ့အဲ့ဒါအထက်လူကြီးမင်းကတိအောင်ပြောပေးပါတဲ့အဲဒါမျိုးကျွန်တော်ကိုလာပြောထားတာရှိတယ်အဲ့တော့ကျွန်တော်ကတော့ရသိချင်ပါလေဘာပဲပြောပြောဒီကျွန်တော်တို့ ော်နေဘက်မှာဆိုရခိုင်ဘက်မှာတက်မှာဆို၄000လောက်ရတယ်ရခိုင်မြောင်ဦးတို့ပါညာအဲ့ဘက်မှာဆိုထားအဖွဲ့စီတွေကပေးကြတာရှိရလေအဲတိန်အောင်၄000တောင်းတဦး၄000လောက်မြည်အဲ့လိုမျိုးပေးတာရှိစေဘေးဆောင်တွေဒါဆိုနိုင်ငံခြားအဖွဲ့စီတွေကပေးတာဗောနော်ဒီဘက်ကမြောင်ကတက်မလို့ဘက်ကအာစေဘေးဆောင်ဒုက္ခရောက်နေသူတွေကိုတကယ်ပေးပါလေဗျာတိန်အောင်တယောက်ကို2000လောက်မြည်ကျွန်တော်တည်တဲ့လောက်ခါတော့လေဒီမှာအဲ့တော့ အနိုင်ငံတော်ရဲ့မြင့်တာစေတနာနဲ့လည်းရရှိကြပါသေးလို့ပြောတင်ပါတယ်ဒီလိုမျိုးပေါ့ဟိုဂျားထဲမှာဖြတ်စားလက်စားလုပ်မယ်ဆိုလည်းပဲအဲ့ဒီရဲ့ဒုက္ခတွေခံစားကြပါသေးလို့ကျွန်တော်အနေနဲ့ပြောတင်ပါတယ်ဒီလိုမျိုးပေါ့ဒုက္ခတွေတွေရဲ့ဟာဟိုဖြတ်စားလက်စားလုပ်တာကအမှန်တမ်းစိတ်မကောင်းဘွယ်ရာဖြစ်ပါတယ်ကျွန်တော်ဘူးမှမပြောပါဘူးဘယ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်စိတ်မကောင်းဘွယ်ပြောတာပါเนาะအဲ့တော့နိုင်ငံတော်အစိုးရရဲ့မြင့်တာတရားနဲ့ခံစားပါသေးလို့ပဲကျွန်တော်အနေနဲ့ခံစားနိုင်ပါသေးလို့ပဲကျွန်တော်အနေနဲ့ပြောတင်ပါတယ် တဦးကိုနှစ်တောင်းလေးရတယ်ဆိုစေဘေးချောင်းနေပေါ့ကအိမ်ငားနေရတာမှအိမ်ငားတွေကတိန်ငနဲ့လောက်ရှိတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲ့တော့အဲ့ဒါလေးတွေကိုဘဝချင်းကိုချင်းစာတန်တက်ကြပါစီလို့ပြောချင်ပါတယ်နောက်တစ်ခါပေါက်ပေါက်ကိုဆက်ပြောပါမယ်နော်ဒီအဲ့ဒီအခုကစကိုင်းတိုင်းနဲ့ပေါက်တို့မကွေးတိုင်းတို့ပဲလောက်ပြောပါမယ်နော်ကျွန်တော်နောက်ပြီးတဲ့တစ်ပိုင်းညလို့ရှိရင်ကျွန်တော်ဒီရခိုင်ဘက်ကအခုကျွန်တော်ဒီတော့ချောက်ပို့နေတာရှိတယ်မပြီးသေးဘူးပြီးသွားရင်ကျွန်တော်တစ်ပိုင်းထွက်ပြောပြပါဦးမယ်နော်အခုဟိုဘက်မှာဖြစ်နေတာလေးကိုတော့ချောက်ပို့ပေးနေတယ်မပြီးသေးဘူး လုပ်ပြီးနေတယ်ဒီပြန်เนาะအဲ့တော့ကျွန်တော်အခုပေါက်ဟာလေးပြောပြီးပြလိုက်လိုက်ပါမယ်เนาะအခုပေါက်မျိုးနယ်ဒီအရှိပိုင်းမှာရှိတဲ့ရေတံရွာအနီးမှာရှိတဲ့အကြမ်းဖက်စခန်းကိုတပ်မတော်ကမစ်ဆိုင်တွေဒုံးတွေအတွဲလိုက်နေတဲ့ဆုံးမလာရှိတယ်ဒီကျွန်းတော်အရှိကျွန်းတော်အရှိတော်တိုက်ပေါ့အဲ့မှာရှိတဲ့အကြမ်းဖက်စခန်းတွေကိုလည်းပဲတောက်လျှောက်ဆုံးမလာရှိတယ်အဲစင်စာကြီးရွာမှာရှိတဲ့အာဒီကိုနေမီရှင်းလင်းပြတာကိုရှိတယ်နောက်တရပီကြီးရွာအဲ့မှာရှိနေတဲ့အကြမ်းဖက်တွေကိုဒါနယ်မြေရှင်းလင်းနေတောက်လျှောက် တပ်မတော်ကမနာမနေတောက်ဆောက်လုပ်နေတာ တွေ့ရတယ်ဒါပေမဲ့တချို့ပေါင်းနေရတယ်မှာလည်းပဲပြည်သူစစ်ရှိတဲ့နေရာကြီးမှာလည်းအတိုက်ခံနေရတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာလည်းရှိတယ်အဲတော့ဒီဘက်ကတော့တပ်မတော်ဆုံးမလာရှိတယ်ဟိုဘက်ကလည်းပဲတိုက်နေတာတော့ရှိတယ်အဲ့နှစ်ခုကြားထဲမှာတော့ကျွန်တော်ကတော့အဲဒါလေးလာနေသေးဖြစ်တဲ့အတွက်ဒါလေးကိုလေးလာသွားပြောပြပေးတာဖြစ်တယ်အဲတပ်မတော်ကအလုံးမလုံးလဲထင်ပါဆိုလို့တပ်မတော်လည်းသူတို့နိုင်တောက်ဆောက် အဲသူတို့နိုင်ငံကိုသူတို့ရောက်ရှေ့လေးပေးတယ်ပြီးလို့ကျွန်တော်ကျင်းပြည်သူတွေအေဂျင့်စွာနေထိုင်လို့ရအောင်လဲလှောက်ဆောင်ပေးနေတာကိုကျွန်တော်တို့ကအဲ့ဒီဘက်မှာတော့တက်မကိုကိုကအာစစ်စင်ရှင်းနေတယ်ထင်တယ်။ဘာလို့ဆိုတော့အဲ့မှာ100ကိုတက်တို့400တက်ကိုတက်တို့အဲ့မှာအဲ7တက်လေးပေါ့ခါလာ7လောက်နေအဲ့တက်တို့အဲ့မှာတောက်လျှောက်ဟိုလှုပ်ရှားနေနေရှင်းနေနေတာကိုကျွန်တော်တို့တွေ့ကြည့်ရတယ်အဲ့ပေါက်ကမှလည်းပဲเนาะပြီးတော့ကလေးနဲ့ခံကောအဲ့မှာချိတ်ဆက်တာလည်းနိုင်ရှိရပြအဲ့လမ်းမှာပါဝေဘူးလာမြို့ဝေဘူးလာမြို့ပေါ့ အဲ့တော့ကလေးမျိုးနဲ့နည်းနည်းနီးတယ်ဗျာပြန်ဟိုဘက်ကကြတော့နည်းနည်းသူကဖလန်းလောက်ဒီပါအဲ့အဲ့ကနေကြနည်းနည်းဝေးတယ်အဲ့သူကအဲ့ဝေဘူးလားမျိုးကိုတက်မလောက်ကอืมတက်မလောက်ကထိန်းဆုံးလိုက်ပြီဗျာထိန်းဆုံးလိုက်ပြီပြန်လည်းတိတ်လိုက်ပြီအကြမ်းဖက်တွေတော်တော်များထွက်ပြေးတယ်အဲအဲ့မှာလည်းတီတာတော်တော်များတယ်လို့ကျွန်တော်ကြားသိရတယ်အကြမ်းဖက်တွေတီတာများတယ်တက်မလောက်ကစိတ်ကြောင်း၃ကြောင်းလောက်နဲ့ဝင်ထိုးပြီးတော့အခုကတက်မလောက်ကထိုးလိုက်ဖိုးကနောင်းဆိုင်စိတ်ကြောင်းတကြောင်းနဲ့အလွတ်ပြေးတယ်ဒီကောင်ကြီးပြေးပြေးလို့ရောက်ပြေးပေါက်ခါပြေးတာတယ်အဲ၃ပေါက်ထိုးတယ် အဲဆရာတော်ကြောင့်သူလည်းနာမည်ချင်းနဲ့အခုကတော့အငငင်းလေးအေးချမ်းသွားပြီဖြစ်တဲ့အခုအဲ့ဝေဘူးလာမျိုးကပြည်သူတွေလည်းပျော်ရွှင်ပြီးတော့ကာကုံတွေရတာတွေ့ရတယ်တမန်တော်သားတွေကိုလည်းပဲအောင်တဘီဘိုင်းတွေနဲ့ကြိုးစုံနေကြတာကိုလည်းကျွန်တော်အနေနဲ့တွေးရှိရဆိုတဲ့အကြောင်းကိုပြောပြပါမယ်အားလုံးဒေါ်လာတွေတိကျပါစေဗျာ